စစ်ကောင်စီတပ်ရဲ့လေကြောင်းရန်လက်နက်ကြီးရန်နေကြောင်း2025ခုနှစ်နှစ်လတာကာလအတွင်းမြန်မာနိုင်ငံအနှံ့ကအမျိုးသမီးအယောက်150ကျော်တည်ဆုံးခဲ့ရတယ်လို့မြန်မာအမျိုးသမီးသမဂ္ဂ PWU ရဲ့စစ်တမ်းအရသိရပါဗျ။ဇန်နဝါရီလအတွင်းလေကြောင်းကနေဘုံကျဲခံရမှုကြောင့်အမျိုးသမီး83ယောက်လက်နက်ကြီးကြောင်း12ယောက်မြေမြုံမိုင်းကြောင်း1ယောက်တည်ဆုံးခဲ့ရပါဗျ။ ဖေဖော်ဝါရီလမှာလေချောင်းရံချောင်းအမျိုးသမီး55ယောက်လက်နက်ကြီးချောင်း17ယောက်မီးရှို့တပ်ဖြတ်ခံရမှုချောင်း2ယောက်မြေမြောင်ပိုင်းချောင်း9ယောက်ထောင်ထဲမှာဆေးဝါးမလုံလောက်တာချောင်း1ယောက်စုစုပေါင်းအမျိုးသမီး152ယောက်အထိတည်ဆုံခဲ့ရပါတယ်အမျိုးသမီးတွေအတွက်လုံခြုံရေးစိန်ခေါ်မှုတွေရှိနေတဲ့အပြင်အကြမ်းဖက်မှုတွေကိုကြုံရတဲ့အချိန်မှာထိရောက်တဲ့ဥပဒေတွေကယုံနေနေတယ်လို့ BWU ရဲ့အထွေထွေအတွင်းမှမရှင်မျိုးလိုင်ကပြောပါတယ် ပြီးခဲ့တဲ့2024ခုနှစ်တနှစ်တာအတွင်းမှာအမျိုးသမီး485ယောက်တည်ဆုံခဲ့ရပြီး2025ခုနှစ်မှာတော့နှစ်လအတွင်းကိုအမျိုးသမီးအယောက်150ကျော်တည်ဆုံမှုကပြန့်မြအားဖြင့်နှစ်ဆနှုန်းမြင့်တက်လာတာဖြစ်ပါတယ်ခင်ဗျာ။